အားလုံးပဲမင်္ဂလာပါဖို့ဖို့အန်တတိန်မန့် channel ရဲ့အကြချင်းဒီ all light dot ဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုတိုလိုက်ပါတယ်ကဲဘလို့လဲမနေ့ကကျွန်တော်ရဲ့ subscriber တွေအပေါင်းပြကြရလားတစ်ခါတလီတော့လေဒီလိုပါပဲခံမန်းဆိုတော့မှန်တဲ့ခါလည်းရှိတယ်လို့မှားတဲ့ခါလည်းရှိမှာပေါ့ဘယ်သူမှကြိုမသိနိုင်ဘူးလေကဲဒီနေ့မှာတော့အင်္ဂလန်ပရီးမီးယားလိပွဲတင်တပွဲနဲ့အီတလီကိုပါအီတလီယာပွဲနှစ်ပွဲနဲ့စပိန်ကိုပါတရီး ဖလားပွဲနေငယ်ကိုပွဲကြည့်တုံးတဲ့ခံမှန်းပေးလိုက်ပါတယ်အစီအစဉ်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးလားဘလို့ရတည်ဦးဆိုရင် like and subscribe လေးလုပ်ပေးပြီးတော့ရက်ခံအပ်ပါ Thank you. မဆုံးအနေနဲ့သုံးသက်ခံမှန်းပြီးမှတော့မဲဥနိုင်တဲ့အသင်းနဲ့ဝဟန်ပွဲပဲဖြစ်ပါတယ်ဒီပွဲဟာကာတာဘရီနီညတောက်ကြနေမနဲ့နှစ်နိုင်ခွဲမှာကစားမှာဖြစ်ပါတယ်မဲဥနိုင်တဲ့ဟာရာမတ်22မိနစ်အဆင့်9မှာရက်တည်နေပြီအဲ့ဒါဝဆန်းဟာလဲရာမတ်17မိနစ်အဆင့်18တန်ဆင်းစုံထဲမှာရက်တည်နေတယ်အခုဒီပွဲမှာမဲဥနိုင်တဲ့ကတလုံး30အရှုံးပေါက်တယ်ဂိုးပေါင်း30ရှုံးပေါက်တယ် အဲ့ဒါဝဟန်တိဟာကင်ပွဲတော့နောက်ဆုံး၅ပွဲမှာနှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးနေထားတယ်နောက်ဆုံးပရီးမီးယားလီအဝေးကွင်း၃ပွဲမှာလည်းတစ်ပွဲတည်းနှစ်ပွဲရှုံးနေထားတယ်အာဆင်နယ်2-0ဝဟန်လီးဂ်ယူနိုက်တက်2-1ဝဟန်ဘုံမောက်2-2ဝဟန်ဆိုပြီးတစ်ပွဲတည်းနှစ်ပွဲရှုံးနေထားတယ်အဲ့ဒီနောက်ဆုံးပရီးမီးယားလီအဝေးကွင်း၃ပွဲမှာတိုက်စစ်က၃ဂိုးသွင်းထားပြီးခံစစ်က၆ဂိုးပေးထားတာတွေ့ရတယ် ဒီဟာဒီအဝေးခွင့်6ဘက်ကစားထားတာကိုကြည့်လိုက်ရင်တပွဲနိုင်2ပွဲတည်3ပွဲရှုံးနေထားတယ်အဝေးခွင့်တိုက်စစ်က9ခုတွင်းထားပြီး10ခုပေးထားတာတွေ့ရတယ်မဲဝင်လိုက်တဲ့ဟာလဲနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲတည်တပွဲရှုံးနေထားတယ်ပီမီယာလီအင်ခွင့်နောက်ဆုံး3ပွဲမှာ2ပွဲနိုင်2ပွဲရှုံးမဲဝင်လိုက်တဲ့2-0ဆန်တာလန်မန်ယူနိုက်တက်4-2ဘရိုက်တန် မန်ယူနိုက်တက်0 1အေဗာတန်ဆိုပြီးနှစ်ပွဲနိုင်တစ်ပွဲရှုံးကစားထားတယ်။မန်ယူနိုက်တက်ဟာအဲ့ဒီပရီးမီးယားလိနောက်ဆုံးအဝင်3ပွဲမှာတိုက်စစ်က6 9တွင်ထားပြီးခံစစ်က3ခုပြန်ပေးထားတယ်တွေ့ရတယ်။မန်ယူဟာဒီရသည်ပရီးမီးယားလိအဝင်6ပွဲကစားထားပြီး4ပွဲနိုင်နှစ်ပွဲရှုံးအဝင်တိုက်စစ်က17ခုတွင်ထားပြီးခံစစ်က9ခုပေးထားတာတွေ့ရတယ်။ အင်ဝင်ရှုံးခဲ့တဲ့နှစ်ပွဲကရာသီအစဩဂုတ်လထဲမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်1အာဆင်နယ်ကို0-1နဲ့ရှုံးခဲ့တယ်။နောက်တစ်ပွဲကဟိုးအရင်တစ်ပတ်မှာကန်ခဲ့တဲ့မန်ယူလိုက်တဲ့0-1အေဗာတန်အဲ့ဒီပွဲနှစ်ပွဲကိုရှုံးနေထားခဲ့တယ်။မန်ယူရဲ့အဓိကပြဿနာကတိုက်စက်ကဂိုးသွင်းတယ်လို့ခံစက်ကလည်းဂိုးပြန်ပြန်ပေးနေရတာတွေ့ရတယ်။နောက်ဆုံးကစားခဲ့တဲ့ ငါးဘက်ကိုပြန်ရွှေ့ပြရမယ်ဆိုရင် Man United 4-2 Brighton Nottingham 2-2 Man United Tottenham Hotspur 2-2 Man United Man United 0-1 Everton Crystal Palace 1-2 Man United အဲ့ဒီနောက်ဆုံး၅ဘက်မှာတိုက်စစ်က10ဂိုးသွင်းထားတယ်ခံစစ်ကလည်း10ဂိုးအထိပြန်ပေးထားတာတွေ့ရတယ်အိပ်ပေါက်နဲ့ဖောက်ကောက်တို့လိုဖြစ်နေတယ်တေးရတဲ့နီးပြအမွေ3ဘက်နဲ့ကစားနေသေးတယ် တောက်တန်းခံစစ်ကဂိုးရီပြီးနေအောင်မယ်ဆိုတာကျွန်တော်ကလည်းဒီပြတ်အမူရင်းသတိပတ်နဲ့ကစားနေသူတွေဂိုးပေါင်းပေါ်ပဲလိုက်ရိုက်နေမှာပဲအခုကျွန်တော်ဒီဘက်မှာဂိုးဘော်ကိုကြိုက်တယ်ဘော်ဒီကိုရွေးရမယ်ဆိုရင်တော့မန်ယူနိုက်တက်ဘော်ဒီကိုရွေးတယ်ဒါမှကျွန်တော်ဂိုးပေါင်းအပေါ်ပို့ပြီးတော့ကြိုက်တယ်မိတ်ဆွေကိုလည်းဘယ်ဟာပို့ပြီးကြိုက်တယ်ကြိုက်တာကိုတင်ကစားပါဒီဘက်အမောရင်သတိဘက်ကစားနေသူတရားရကိုင်တော့မှာ90ရကိုင်တော့ငါတော့ဂိုးဘော်ဖြစ်နေအောင်မှာပဲ နောက်ဆုံးကစားခဲ့တဲ့၅ဘွဲ့မှာ၄ဘွဲ့၉ပေါ်ခဲ့တယ်။အဲဝါတန်နဲ့ဘွဲ့ကြခဲ့တယ်။ဆယ်ဘွဲ့မှာ9ဘွဲ့အောင်ပြီး၃ဘွဲ့ကြခဲ့လေကျွန်တော်တို့ကအရှုံးမရှိဘူး။ကျွန်တော်ထပ်ပြောမယ်ဗျာ။နီးပြန်အမှုရင်တတိပတ်နဲ့ကစားနေသေးပြီ။ကျွန်တော်၉ဘွဲ့ဝယ်လိုက်ရိုက်နေမှာ။အကယ်၍သာကံတရားကြောင့်ဒီဘွဲ့မှာကြေးကြခဲ့ရင်လေကျွန်တော်နောက်ဘွဲ့မှာကြေးနဲ့စတင်ပြီးမန်ယူ၉ဘွဲ့ဝယ်ရိုက်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့မန်ယူနိုက်တက်နဲ့ အသရီဘက်ဖြစ်တယ်လို့ဒါကြောင့်မလို့ပါနောက်တစ်ဘက်ကတော့ကိုပါအီတလီယာဖလားဘက်ဖြစ်တဲ့လာဇီယိုတင်းနဲ့ AC မီလန်တင်းပဲဖြစ်ပါတယ်ဒီဘက်ကမန်ယူနိုက်တက်တို့နဲ့အချိန်တန်းမှာကံမှာဖြစ်ပါတယ်ဒီနယ်တင်းဟာဒီယာဒီစီးရီးအမှာတွဲဆုံပြီးပါပြီပြီးခဲ့တဲ့အဘက်ကမှ တွဲဆုံထားခြင်းဖြစ်တယ်အဲ့ဒီတော့ကအရှင် AC မီလန်ဟာအဲ့တဲ့လာဇီယိုကိုတကူကူမရှိနဲ့အနိုင်ကန်ထားတယ်အခုကိုပါအီတလီယာဖလားဘက်မှာတော့လာဇီယိုကအရှင်ဖြစ်တယ်ပြီးခဲ့တဲ့အဘက်က စီးရီးအမှာတွေ့ဆုံခဲ့တော့က AC Milan နီးပြားကြီး Allegri အနီးကပြခံထားတာအခုဒီဘက်မှာကိုယ်တိုင်နီးမပြနိုင်ဘူးသူရဲ့လက်ထောက်နဲ့နှစ်ပါးသွားရမယ်နီးပြားကြီး Allegri ကတော့ပွဲကြီးစဉ်ကနေပွဲကြီးနေနေုံပဲပေါ့အခုဒီဘက်မှာအဲ့တဲ့ AC Milan ကတေး90ရှုံဂိုးပေါင်းစည်းနှလုံး90ရှုံပေါက်တယ်ကျွန်တော်ဒီဘက်မှာဘော်ဒီမြွေးချေတော့ဘူးဂိုးပေါင်းကိုပဲယူမယ် ကျွန်တော်ဒီဘက်မှာကျွန်တော်ကိုော့ကိုကြိုက်ပါတယ်ကျွန်တော်ကိုော့ကိုရွေးချယ်ပါတယ်နောက်ပွဲတွေကတော့ကျွန်တော်တိုးတိုးတော့ပဲကျွန်တော်ခမ်းမန်းပြလိုက်ပါတယ်ဘောရနာတင်တဲ့ပါမာတင်တဲ့ဘက်မှာတော့အင်ရှင်ဘောရနာကတလုံး30ရှုံးပါပါတယ်ဒီဘက်မှာကျွန်တော်အင်ရှင်ဘောရနာဘော်ကြီးကိုရွေးချယ်ပါတယ်စပိန်ဘင်းဖလားဘွဲကြီးဖြစ်တဲ့ဘယ်လာရနဲ့အစပန်ယိုဘွဲမှာတော့အဲ့ဒီအစပန်ယိုကတလုံး90ရှုံးပါပါတယ်ကျွန်တော်ဒီဘက်မှာအစပန်ယိုဘော်ကြီးကိုရွေးချယ်ပါတယ်နောက်တစ်ဘွဲက ကာတာဂျီနာနဲ့ဗလင်စီယာဘွဲ့မှာတော့ဧည့်သည်ဗလင်စီယာကတလုံး30အနိုင်ပေါက်ပါတယ်ကျွန်တော်ဒီဘွဲ့မှာဗလင်စီယာကိုဖြူချဲပါတယ် Experian ဒူရာနဲ့စီဗီလာဘွဲ့မှာတော့ဧည့်သည်စီဗီလာအတင်းကတလုံး85ဘောလီစီကိုပေါင်းစီ320ကိုပေါင်းသေး320နိုင်ပေါက်ပါတယ်ကျွန်တော်ဒီဘက်မှာစီဗီလာဘော်ဒီနဲ့ကျွန်တော်ကိုဘောကိုကျွန်တော်ရွေးချယ်ပါတယ်ဆန်ရဒူးနဲ့ဆက်တာဘီကိုပွဲမှာတော့ ဂိုးပေါင်းသေး320နိုင်ပေါ့ပါတယ်ကျွန်တော်ဒီပွဲမှာကျွန်တော် setup ပြီးကိုဂိုးပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်နောက်ဆုံးပွဲအနေနဲ့ကတော့တီနီရိုက်နဲ့ခရနာလာပွဲမှာတော့အင်ရှင်တီနီရက်ကတီ60အရှုံးပေါ့ပါတယ်ကျွန်တော်ဒီပွဲမှာကျွန်တော်ခရနာလာဘော်ဒီပွဲရွေးချယ်ပါတယ်အဆုံးအထိနားထောင်ပေးခဲ့ကြတဲ့တူတူယောက်ချီညီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပေးကြဖို့လဲမိသားရက်ခံပါတယ်အားလုံးအပေါင်းပြကြပါစေမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ ခੁနည်းတသမီများလည်းကျမ်းမာချမ်းသာကြပါစေ။နောက်မှပြန်ဆုံမယ်။